Hello အားလုံးဝမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညရဲ့နောက်ဆုံးရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်ပြောသွားပါမယ်ဆိုတော့အပြောင်းရွှေ့ကတော့ Bruno Fernandes နဲ့ပတ်သက်တဲ့သတင်းအကြောင်းမှကျွန်တော်ကြားထားတာရှိတယ်ဒါအပြင် Manchester United ကလာမယ့်ရာသီမှာ Premier League မှာ Top 6ဝင်ဖို့ကိုသာအဓိကအာရုံစိုက်ကြိုးပမ်းဖို့ရည်ရွယ်ထားတယ်ဆိုတဲ့သတင်းတွေနဲ့ကျွန်တော်ကြားထားတယ်အဲ့တော့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းပါဆိုတာလည်းကျွန်တော်ဆွေးနွေးစီရတယ်ကျွန်တော်ရှိရပေါ့ဗျာအားလုံးပဲမင်္ဂလာပါဆိုတော့ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်လို့ကျွန်တော်စပြီးတော့မပြောခင်ဒီကျွန်တော်တို့ယူရိုပါလိကစားမဲ့ဒီဗာလဲစပါးနဲ့ပွဲမှာကွင်းလေတိုင်းအဖြစ်ဂျာမနီလူမျိုးတိုင်လူကြီးဖြစ်တဲ့ကျွန်တော်ဖီလစ်เนาะကျွန်တော်ဖီလစ်ဆိုရလားเนาะသူကဂိုင်တွေသွားမယ်လို့ကျွန်တော်သိရတယ်ထားပါတော့เนาะကျွန်တော်ဒါပြည်ထနာမရှိဘူးဒါဂျာမန်ဂျာမန်တို့ဘာလို့ဆိုတာမျိုးကပြည်ထနာမရှိဘူးเนาะဟိုစပိန်တို့အင်္ဂလန်တို့ကဒါတိုင်လူကြီးတွေကပြည်ထနာတအားဖြစ်တာဆိုတော့เนาะဒါထားထားလိုက်ဦးเนาะဆိုတော့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ကျွန်တော်စပြောရရင် Fernandez body လုံခဲ့တဲ့တပတ်လောက်ကလေးက သူတို့လက်ရှိဒါ sorry Arabia ကလပ်တင်တစ်ခုပြည်တဲ့ El Hilal နဲ့တောက်လျှောက်တင်းနေထွက်နေတာအခုရထားတာက El Hilal အသင်းရဲ့ဘက်ကတော့ Bruno Fernandes ရဲ့ကိုယ်စလဲတွေနဲ့တိုက်ရိုက်ဆိုလို့အဆက်အသွယ်မှုတွေရှိနေတယ်ပေါ့နော်ဒီဒီတစ်ပတ်အတော်တွင်းမှာလည်းထပ်ပြီးတော့ဒါဆွေးနွေးမှုအစ်စ်တွေကိုပြုလုပ်သွားဖို့ရှိတယ်ပေါ့သူတို့ El Hilal ရဲ့ဘက်ကကစားမဖြစ်သူ Bruno Fernandes ကိုကလပ်ကဘာဖလားမတိုင်ခင်မှာခေါ်ယူလို့တဲ့အတွက် Bruno Fernandes ကို တို့ရဲ့ offer လက်ခံမကန်စဉ်းစားဖို့တပတ်အချိန်ပေးမှာပေါ့ဗျာ။နော်လက်ရှိမှာတော့ Bruno Fernandes ရဲ့ဘက်ကဘယ်လိုပြောမလဲဒီအသင်းပြောင်းမှလားအေဟီလာရဲ့ကံလမှုကိုလက်ခံမှလားဘာညာဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ဘယ်တော့ဘာမှအကြောင်းပြန်ထားခြင်းကျွန်တော်မရှိသေးဘူးပေါ့လေ။မနေ့ကတော့ Bruno Fernandes ကိုခေါ်ယူဖို့လဲကြိုးပမ်းခဲ့သေးတယ်။အဲဒီတော့ကတော့ Fernandes က Manchester United မှာအနည်းဆုံးတော့2026ခုနှစ်ကမ္ဘာဖလားပြီးဆုံးတဲ့အချိန်ထိဆက်နေနေဆိုတော့ ဒီပုံစံမျိုးနဲ့ပေါ့နော်အဟေလာကိုအကြောင်းပြန်ထားခဲ့တော့အဲ့ဒီလုံကအပြောင်းရွှေ့ကကျွန်တော်မဖြစ်လိုက်ဘူးเนาะဒါအပြင်ဒါ United ရဲ့ဘက်ကလည်းလက်ရှိပေါ့နော် Bruno Fernandes ကိုရောင်းချဖို့တော့အဆီစဉ်မရှိဘူးပေါ့ဗျာဆိုတော့ပြီးခဲ့တဲ့နေ့ကတရင်ထွက်ထားတဲ့အတိုင်းပဲဒါပေမဲ့ထူးခြားလာတာဆိုတော့ကစားမဖြစ်သူရဲ့ကိုယ်စားလှယ်တွေခြံကိုလက်ရှိကျွန်တော်ဒါအဟေလာရဲ့ဘက်ကထပ်ပြီးတော့ဆက်သွယ်ဖို့ရှိတယ်ဆိုတော့ Fernandes အသင်းကနေထွက်ပါမလားပေါ့စဉ်းစားချင်း debate ဆိုတာမျိုးကဖြစ်နိုင်ခြင်းနည်းပါတယ် တကူတော့ရှိတာပေါ့လေဒါကလပ်ကပဖလားကမကြခင်မှာတော့စတော့မယ်ပေါ့နော်ကျွန်တော်လက်ရှိယာစီပွဲတွေပြီးသွားပြီဆိုတော့ ਨੇ ကလပ်ကပဖလားတွေသူတို့စတင်မယ်ဒါပေမဲ့လည်းလို့ကျွန်တော်တို့ဘယ်လိုပြောမလဲဒီအဲ့ဒီမတိုင်ခင်မှာကစားမဖြစ်သူကိုစဉ်းစားခြင်းတပတ်ပဲပြီးမယ်လို့ဘာလို့ဆိုရမှုကအတိတ်ပဲမရှိဘူးဗျာနော်တပြက်မရှိဘူးဘာလို့လဲဆိုတော့စဉ်းစားရမှာကဘလူးနိုဖန်နက်ရဲ့ဘက်ကလည်း okay ငါဘာလို့မလဲနော် okay အဟီလာရဲ့ဘက်ကရောတေးကြတယ်ဗျာနော်မင်းမင်းဟိုခန်းစားခွင့်ကြီးအများကြီးနဲ့လာမှာပဲ special တွေနဲ့လာမှာပဲဒါပေမဲ့လို့ပေါ့နော် မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကရောင်းချဖို့အစီအစဉ်မရှိဘူးဆိုရင်ကစားမဖြစ်သူရဲ့ဘက်ကလည်းပြောင်းလဲမယ်လို့တော့ကျွန်တော်မထင်ဘူးတခုတော့ရှိတာပေါ့လေတခုတော့ရှိတာပေါ့ကိုရီအနေနဲ့ဒါဘရူနိုဖရန်ဒက်စ်နဲ့ပတ်သက်ပြီးလို့ရှိရင်အမ်ဘိုရင်ရှစ်ဆက်မဲ့အနာဂတ်မှာဒါမှမဟုတ်နီးပြပြောင်းနေဆိုလို့နီးပြပြောင်းမဲ့အနာဂတ်မှာဖာနန်ဒက်စ်ကိုဘယ်လောက်ထိကျွန်တော်တွေပလန်နေလဲကျွန်တော်ထည့်ထားတယ်လေဒါလည်းကျွန်တော်ရှိသေးတာဟုတ်တော့ဒါကြောင့်လည်းရှိအချင်းကြီးကဟိုအများကြီးနဲ့မူတည်နေတဲ့အချိန်မှာကစားမတယောက်ရဲ့အနာဂတ်ကိုတပတ်အချိန်ပြည့်မယ်မင်းစဉ်းစားကွာတော်လို့လို့မရဘူး နော်တပတ်ချိန်ပေးမယ်ဆိုတာမျိုးကတော့ဖြစ်နိုင်ကြီးနည်းပါတယ်အသင်းရဲ့ဘက်ကတော့လက်ရှိပုံစံအရရောင်းချလိုတဲ့ဆန္ဒမရှိဘူးပေါ့လေကပတိန်လည်းဖြစ်တာရဲ့အသင်းရဲ့အကောင်းဆုံးကစားမလည်းဖြစ်နေတာရဲ့တခြားနေရာတွေတော့မှအားပြဖို့အတွက်ကျွန်တော်တို့ကကြိုးပမ်းနေတော့မှရှိသေးတယ်ဖာနန်ဒက်စ်လိုနေရာမျိုးကိုအားပြဖို့ဆိုလို့ရှိရင်အများကြီးအလုတ်ရှုပ်သွားမှာဆိုတော့အသားရောအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကကျွန်တော်ပြောပြမယ်ဘရူနိုဖာနန်ဒက်စ်နဲ့ပတ်သက်ပြီးတော့ရောင်းချလိုတဲ့ဆန္ဒမရှိဘူးဆိုတော့အဲ့ဒါပြောတာရောင်းချလိုတဲ့ဆန္ဒမရှိဘူးဆိုတာလည်းဘယ်လိုပြောမလဲဟွာဟွာလုံတော့မို့ဗျာဘယ်လိုပြောမလဲ ပြောင်းဦးကန်လန့်မှုကဘယ်လောက်လာမယ်မသိသေးဘူးလေတန်တရာ90လို့ပါလို့ဆိုမြင်အတင်းဘက်ကညင်းပါမလားကျွန်တော်တို့မထင်ဘူးဗျာတန်တရာ90လို့ပါလို့ကိုကျွန်တော်တို့ကအသက်30ပဲကစားမတရားကိုတန်တရာ90လောက်ရတယ်ဆိုတာကခုခေတ်မှာမရှိဘူးကိုနော်အဲ့ဒါမျိုးကြောင့်ဟိုအတင်းဘက်ကညင်းလိမ့်မယ်လို့တော့မထင်ဘူးဒါပေမဲ့အဲ့လောက်လေဟိုဘက်ကကန်လန့်မှာတော့မဟုတ်ဘူးရကစားမရဲ့စာချုပ်ရဲ့အသက်ရွယ်ရဲ့ဒါလည်းရှိသေးတာဆိုတော့ဖာနန်ဒက်စ်ကတော့ဘယ်လိုပြောမလဲအတင်းမှာပဲဆက်နေရရင်လည်းအကျိုးခံစား권ကမနေဘူးဗျာနော်ဒါမှမဟုတ်အဟီလာကိုပြောင်းရမယ်ဆိုလို့ရှင်လည်းပဲအကျိုးခံစား권ကမနေဘူးဆိုတော့ ကစားမဘက်ကတော့ပြည်တနာတော့မရှိဘူးဒါပေမဲ့အသင်းဘက်ကကျွန်တော်ဆုံးဖြတ်ရမှာဒီနေရာမှာကစားမရင်းနဲ့ပုံကိုယ်ရေးဆိုင်ရာသဘောတူညီမှုရဖို့ကလည်းတပတ်အချိန်ပြည့်တိုင်းမျိုးကအတိတ်ပဲမေလွန်းပါတယ်နော်ဖြစ်နိုင်ခြင်းလည်းတိတ်မရှိဘူးလို့ထင်တယ်တိုးတော်လည်းပဲစောင်းတော့ကျွန်တော်ကြည့်ရမယ်ပုဂ္ဂိုလ်ရေးဆိုင်ရာဥတ္တဏိကလည်းဒီ၃နှစ်စာချုပ်တွေပါတယ်ကန့်လန့်ထားတယ်ဆိုတော့ဒရင်တွေကတက်လာတာဘာတွေဆက်ဖြစ်မလဲတော့ကျွန်တော်ကြည့်ရမယ်ပေါ့ဗျာစဉ်းစားချိန်တပတ်ရမယ်လို့ဘာလို့ကတော့ဖြစ်ញိုင်နေတော်လေးညူနေပါတယ်ဒါကတခုပေါ့တခုရှိတာကအဟီလာရဲ့ဘက်ကဖာနက်ဒက်စ်ကိုဘယ်လိုပြောမလဲ သူတို့ကလက်ကပဖလားအမိမှာကျွန်တော်တို့သာကင်ကျင်တာဟုတ်နော်ဟိုဟိုရောက်စီကျင်တာဗျာကပကလက်ကပဖလားဘယ်တော့စမလဲနော်အဲခဏလေးကလက်ကပဖလားကကျွန်တော်တို့2025ခုနှစ်ဇူလိုင်23နေနော်ဇူလိုင်23အော်နော်နော်အဲ့ပြီးမဲ့ချိန်စမှာကဂျွန်ဂျွန်24ရက်ဂျွန်24 2025ဆိုတော့ တို့နောက်လာလို့ပြောလို့ရတယ်နော်ဟုတ်တယ်မလားနော်အခုမေးပြီးရင်ဂျွန်လေးနော်မေးအဂျွန်လာပေါ့နော်14ရက်ဆိုတော့နောက်တစ်လလောက်ခွဲရတော့တာဆိုတော့ကြားထဲမှာအသင်းနေနေနဲ့ပြင်ရဆင်ရမှာတွေတော့အများကြီးပေါ့ဗျာဒီလားဆိုတော့အဲ့ဒါကြောင့်လေတို့နေနဲ့ okay ငါတို့မျိုးတပတ်ပြီးမယ်ပြီးလို့ရှိရင်အသင်းကိုရောက်လာတဲ့နေ့၃ဘက်လောက် train ပြီးရင်ကံမယ်ဆိုတော့ပုံစံမျိုးတွေလုပ်ချင်တာ ဲ့တော့ဒါကြောင့်ဗောနကျွန်တော်ဒါတပတ်နေ့ရတော့ကျွန်တော်မလွယ်ပါဘူးเนาะတပတ်နေ့ရတော့ကျွန်တော်ဘလို့မှမလွယ်ဘူးဒါဆိုလည်းပဲစောင့်တော့ကျွန်တော်ကြည့်ရမယ်ပါးလေးဆက်ပြီးတော့ထူးခြားလာမလဲပေါ့လေဖာနန်နဲ့ဆက်အပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်နောက်တစ်ခုကတော့ကျွန်တော်ဒီနေရာမှာတော့ပရိသတ်တွေကြားထဲမှာတော့အမြင်ကြီးအမျိုးမျိုး꿰ကြတယ်ပေါ့လေဒါကပါလေဆိုတော့ Manchester Evening News ရဲ့ report အရာပေါ့เนาะ Manchester United ရဲ့ဘက်ကကျွန်တော်နေပေါ့เนาะဒါလာမယ့်ရာသီမှာ Premier League မှာ top 6အတွင်းရာသီတိမ့်နိုင်ဖို့ကိုပဲရည်ရွယ်ပြီးတော့ကျွန်တော်တို့ပေါ့နော်ရှေ့ဆက်ဖို့ရှိတယ်ပေါ့ အသင်းအနေနဲ့ယူရိုပါလိဘူလူပွဲမှာချန်ပီယံဖြစ်ဒီဖြစ်စီနော်ယူရိုပါလိဘူလူပွဲမှာချန်ပီယံမဖြစ်ဒီဖြစ်စီဒါပါဗျာချန်ပီယံလိဟိုဗါလဲဒီယူရိုပါလိမှာဖလားရပြီးတော့ချန်ပီယံလိဝင်ဝင်ရသည်ဖြစ်စီမရသည်ဖြစ်စီပေါ့နော်အသင်းရဲ့ပေါ့နော်ကျွန်တော်တို့လာမယ့်ရသည်ပရီးမီးယားလိဒီရည်ရွယ်ချက်ဒီအဆင့်6အတွင်းဝင်ဖို့ဖြစ်တယ်ပေါ့ဗျာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘူသတင်းတက်လာတဲ့အခါကျတော့တချို့ပြည်သက်တွေကျတော်လေဟာဒါကောင်းနေပေါ့နော်ငါတို့ကပြီးခဲ့တဲ့နှစ်ပိုင်းညီဝင်ငါတို့ပြန်ကြည့်ရင် အသင်းကအခုဆိုလိုချင်းအဆင့်16ဆက်ခွန်မှာရှေ့ရရာသီကျတော့လေအဆင့်9အဆင့်10မှာအဲ့ဒီရှေ့ရရာသီကျတော့လေတော့ကျွန်တော်တို့ဒါဘာမှတိတ်မထူးကြဘူးပေါ့နော်အဲ့ဒါမျိုးကြီးဆိုတော့အဆင့်6တွင်ဝင်နိုင်နေဆိုလိုချင်းကိုပဲမစိုးဝေးပါ냐ပြောကြတာပေါ့တခြားအသင်းတွေကပါကြတာချောက်ကောင်းလာတာကိုနော်မန်ချက်စတာစီးတီးတို့ကလူတွေတန်း200လောက်ကိုသုံးပြီးတော့ခေါ်တယ်ဇန်နဝါရီမှာလီဗာပူးအသင်းရဲ့ပါကလည်းနွေမှာထပ်ပြီးတော့ခေါ်ဖို့ရှိတယ်အခုလည်းသူတို့ကချန်ပီယံအာဆင်နယ်ပါကလည်းရှိမှာဇူဘမင်ဒီတို့ကိုတန်း90နဲ့ခေါ်ပြီးသွားပြီဟွန်းဟီဝီကိုဒီဖြစ်သွားပြီချယ်ဆီရဲ့ပါကလည်းငွေဒီပါတွေတုံးတော့မှာ เนาะအော် Nordian Forest တို့ AS Milan တို့ကကျွန်တော်တို့ကိုစီကောင်းလာကြပြီဒါမှမဟုတ်ဒီနေ့ကျွန်တော်ကြည့်ရင်ဘယ်ပြောမလဲ United ကဟိုကိုတသိန်းနဲ့ပေါ့เนาะကျွန်တော်မဟုတ်တဲ့အခါသူများသိနေရဲ့ဘက်ကလည်းပိုကောင်းမှုကျူးပန်းနေတယ်ဆိုတော့ top 6အတွင်ဝင်ဖို့ကျူးပန်းပြီးတော့ဝင်နေဆိုလို့ရှိရင်ကိုမဆိုးဘူးဟဲ့လို့ကျွန်တော်ခံယူထားကြတာသူပြိတက်တွေကျတော့လေဘယ်ပြောမလဲအာငါတို့သိနေရဲ့ပေါ့เนาะ standard တွေကျသွားပြီပေါ့เนาะငါတို့သိနေ standard တွေကျသွားပြီဘလို့မှန်လဲအချင်းကြီးမကောင်းတော့ဘူးပေါ့ United လို့အသင်းမျိုးကြီးက ဟိုအဆင့်6တွင်ဝင်နိုင်ကိုမဆိုးဘူးဆိုတဲ့ပုံစံမျိုးเนาะအဆင့်6တွင်ဝင်ဖို့ဒါတို့ရဲ့ရည်ရွယ်ချက်ဆိုတာမျိုးကတော်တော်ကိုကြာရှုံးသွားတာပဲအတင်းရဲ့ပေါ့နော်ကျွန်တော်က mentality ဘိုင်းနေပြီးလို့ရှိရင်အဲအဆင့်တန်းဘိုင်းနေဟာအများကြီးကြာဆင်းသွားတာပဲဆိုပြီးတော့ပြောကြတာတွေရှိရယ်မနေ့ပြောရင်ကျွန်တော်လည်းပဲအဲ့ဒါကိုထောက်ခံတယ်တခုရှိတာက reality ဆန်မှုလိုတယ်တော့မှန်နေပေါ့နော်တကယ်လက်တွေ့ကရှင်းရှင်းလေးရယ်ဗျာမင်းအနေနဲ့ champion league ဝင်ခွင့်ရဖို့ဆိုတာနောက်နှစ်မှာ premier league မှာ top 4 top 5ဝင်ဖို့ကအဝေးကြီးပဲဒီပုံစံနဲ့ဆိုလို့ရှိရင်ပြောတာဒီလိုမျိုးနဲ့ဆိုလို့ရှိရင် မိမအသင်းကြီးကကိုယ့်ထက်အဆသက်အရာကောင်းနေတဲ့အချိန်ကိုမှသူတို့ကထပ်ပြီးတော့လူစင်းနေပါတယ်အားဖြည့်ရသေးတာကိုသင်းရံဘက်ကအခုလက်ရှိအဆင့်16အောင်မှာ16ကိုပြည့်ကစားမတွေထက်ခေါ်ဦးတော့နော်အဆင့်30လောက်တက်လာတယ်အဆင့်6လောက်တက်လာတယ်ဆိုရင်ကိုမစိုးဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေရတာဒါလက်တွေ့ပေါ့နော်ဒါပေမဲ့လို့ပြကျွန်တော်ပြောချင်တာကကြီးပဲချက်ထားတာဘာမှန်းပင်မဲလို့လေဟုတ်တယ်မနော်ကြီးပဲချက်ထားတာဘာမှန်းပင်မဲလို့လေဖြည်းဖြည်းချင်းသွားရမယ်တဆင်ချင်းသွားရမယ်ဆိုတော့မှန်နေဒါပေမဲ့ပြိုင်ဘက်တွေကမဟာရယာကောင်းလာတဲ့အချိန်ကြည့်ရမလားကိုဒီတဆင်ချင်းသွားလိုက်ဒီကောင်ကြီးရက်နေမှာမဟုတ်ဘူးသူတို့လည်းတူတက်ခုကျူးပန်းမှာပဲ ဆိုအသင်းအနေနဲ့ပေါ့နော်ကစားမားရဲ့စိတ်ထဲမှာ top 6ဝင်ကိုပဲပြီးသင့်နေပြီဆိုတာမျိုးကမအတိတ်ပဲမရှိဘူးကျွန်တော်အနေနဲ့ okay ငါတို့က Manchester United ပဲ United ကို United ရှိတင်ရှိထက်တဲ့နေရာမှာပို့ဖို့လိုတယ်နော်ဒါသူတို့ကစားမားတွေမှာကောနီးပြမှာကောတောင်းရှိတယ်အကုန်လုံးမှာတောင်းရှိတယ်ပြည်တယ်မလား United ကိုအရင်သူတို့ရဲ့ကျွန်တော်သာဖြစ်တဲ့နေရာဖြစ်တဲ့အဆင့်တန်းတစ်ခုကိုပြန်ပို့ဖို့ကသူတို့ကစားမားတွေရဲ့ mentality တွေမှာဆိုလို့ရှိရင် အဲ့ဒါကရိုက်သွင်းပေးထားနိုင်မှကျွန်တော်တို့ရမှာအခုကျဆိုလို့ချင်းကျွန်တော်တို့ကြည်ပါလားအာငါတို့ယူရိုပါလိဖိုင်နယ်ရောက်သွားပြီကွာပရီးမီးယားလိကနိုင်လဲဘာမှမမဖြစ်တော့တာဆိုတဲ့ပုံစံနဲ့ပရီးမီးယားလိဆိုလို့ရှိရင်နိုင်ပွဲကိုမရတော့ဘူးကစားနေကြတာ international break ပြီးတွေကအခုဆိုလို့ချင်းကျွန်တော်ယူရိုပါလိကျွန်တော်ကစားကြရတယ်ဗျာဟောပရီးမီးယားလိကျွန်တော်မကစားကြတော့ဘူးเนาะအခွင့်အရေးတွေရတော့လေဂိုးတွေရမသွင်းနိုင်ဘူးအမားတွေရနေလေဂိုးတွေပေးရတယ်ဆိုတော့ကစားမားတွေမှာကိုကတိလိုက်ပြီဗျာโอเคငါတို့ယူရိုပါလိမှာဘိုလူဝဲတက်ထားတာเนาะအဲ့မှာအချင်းကြီးကောင်းရင်ပြီးရော ရီးမားလေးကမဟုတ်လေနိုင်လေဘာမှမအဆင်ပြေတော့မှမဟုတ်တာပရိသတ်တွေလည်းဒါကိုသိထားတာပဲနီးပြကိုရင်လည်းပြောပြီးသွားပြီပရီးမားလေးဆိုအယုံဆိုင်ဖို့မရှိဘူးဘာညာကစားမားတွေအပြောင်းလဲလုပ်ပြီးတော့သုံးဖို့ရှိတယ်ဘာညာဆိုပြီးတော့ဒီတယ်ဒါလည်းမဖြစ်သင့်ဘူးဗျာဟိုပြိုင်ပွဲတိုင်းဒီကိုရီတွက်နိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ထားပြီးတော့ကျွန်တော်ကန်နေရမှာဒါကနောက်ပိုင်းကျမှနိုင်သွားတာမနိုင်သွားတာတကယ်ကခုမှခုဘယ်လိုအခံယူချက်ကလေးထားတာတော့ဗျာမြင်ခက်မြင့်မြင့်တော့ထားအောင်ပါပေါ့ဟုတ်တယ်မလားလက်တွေ့ဆန္ဒမဆန္ဒဆိုတာထက် ကျွန်တော်အနေနဲ့ဒီဟိုဟိုစိတ်ကူးရင်နေဆိုတာကတော့ရှိတာပြပြစိတ်ကူးဆိုတာကတော့ကျွန်တော်အနေနဲ့တကယ်ဖြစ်မလာခင်မှာစိတ်ကူးရင်ရတာပဲဟုတ်တယ်မလားစိတ်ကူးမရှိဘဲနဲ့ရည်ရွယ်ချက်မရှိเนาะကျွန်တော်အစီအစဉ်မရှိဘဲနဲ့ဘာမှဖြစ်လာမှာမဟုတ်ဘူးမဟုတ်ရင်အကုန်လုံးကကိုယ်ရောဟိုဘာလဲဘယုံဝယုံသုံးကဖြစ်ကုန်မှာတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ကတော့ top 14ဝင်ဖို့ဆိုတဲ့ရည်ရွယ်ချက်မျိုးဖြစ်နေရမယ်เนาะဖလားရဖို့ဆိုတာတော့ဗျာကျွန်တော်အနေနဲ့ဗောနော်ဒါအနေနဲ့ရည်ရွယ်ကောင်းကောင်းကောင်းမှာဗောနေရမှာမင်းလေပါဦးလူစင်းလောက်ကောင်းလို့လားအာဆင်နယ်လူစင်းလောက်ကောင်းလို့လားအာဆင်နယ်နီးစင်းလောက်ကောင်းလို့လားဘာညာလာတော့မှာပြဿနာမရှိဘူးဒါပေမဲ့လို့အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ဆိုတာကယူနိုက်တက်ရှိတဲ့ရှိတဲ့နေရာကိုပို့ပေးနိုင်မှုကစားမားတွေနီးပြတွေမှာတာဝန်ရှိတယ်เนาะဆိုတော့သူတို့သူတို့ရဲ့ကျွန်တော်တို့ခံယူချက်ထဲမှာကိုကအဲ့လိုမျိုးအတွေ့အကြံရိုက်ပေးထားရမှာအားပဲပြောပြောကိုတင်းရဲ့ဘောနောကျွန်တော်လက်ရှိပုံစံတွေကလည်းဗျာ top 6တင်ဝင်ဖို့ကြိုးပမ်းမယ်ဟေ့ဆိုရင်တော့မှအော်အေးငါတို့အချင်းကြီးနေရတော့လေအဲ့လောက်လေလက်ခံမှာပဲဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီဗျာဒီလားအရင်ကလို့ကျွန်တော်မဟုတ်တော့ဘူးအရင်ကလို့မဟုတ်တော့တာတော့ဒါထူးဆန်းတော့မဟုတ်တော့ဘူးဗောလေဒါမဲ့လို့ကျွန်တော်တို့ကကွင်းထဲမှာနေမဟုတ်ဘူးခြေစွမ်းခြေစားနေမဟုတ်ဘူးကျွန်တော်တို့ကခံယူချက်တွေစိတ်သက်တွေ ဘယ်လိုပြောမလဲအစင်တန်းညီကူကအော်ငါတို့ကတော့သိတယ်မလားနော်ဟိုဟိုအထိတ်မှမရှိတော့ဘူးဆိုပြီးတော့လှုပ်လဲကြတော့တာဘာဖြစ်ပြောအတင်းအတွက်တော့ကြီးထက်ပို့ပြီးတော့မနော်ကောင်းတဲ့ရည်ရွယ်ချက်တွေထားသင့်တယ်လို့ကျွန်တော်ထင်တယ်နော်အဲ့လိုမျိုးရည်ရွယ်ချက်ခက်မြင့်မြင့်ထားလေโอเคငါတို့အဲ့လိုနေရာမျိုးကိုရောက်ဖို့ဆိုလို့ရှင်ငါတို့ဘာတွေပို့လို့ရမလဲဆိုတော့တို့ရှာဖွေနိုင်လေးပဲအဲ့လိုရှာဖွေတဲ့ကအားဖြစ်မယ်ဖြစ်ပြက်လာလို့ရှင်ကျွန်တော်ဒါတွေရောက်သွားမှာပဲအဲ့လိုလောက်ရမှာပဲเนาะအခုကတော့အသင်းတိုင်းကတိုးတက်ဖို့လုပ်နေကြတယ်ဆိုတဲ့အခါကျတော့ဘယ်သူမှကြံခဲ့လို့မရဘူး ပြည်တယ်မလားဒါဒါအပြင်ကျွန်တော်ကိုရီးယားဗာလဲဒီဘယ်လိုပြောမလဲအကောင်းဆုံးမျော်လင့်ထားမှမင်းမင်းတော်ကားလောက်ကြတာဗျာဒါကြောင့်မနော်အသင်းအနေနဲ့တော့စစ်ဝင်ဖို့ကိုပြီးပြီဆိုတဲ့ပုံစံမျိုးကတော့တော်တော်ကြီးကိုမဖြစ်တင်တာဗောနော်ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲနော်လာမယ့်ရာသီ top 6တွင်ဝင်အောင်ကြိုးပမ်းနိုင်နေသလိုရှင်ကိုပဲမဆူလို့ညီကတို့ထင်ကြတာဒါမှမဟုတ်အဲ့ထက်ပို့ပြီးတော့ကောင်းအောင်ကိုပဲငါတို့ဦးစားပေးကြိုးပမ်းတင်တယ်လို့ထင်ကြလားဆွေးနွေးရပါဆက်သမားကြီးကြီးပါပြည်ညီကများတို့ကိုချစ်သမားတွေတင်ပါတယ်